ရွေးဝါးယူးတွေမှတ်လို့အဲ့လိုခိုင်းနေတာကျုပ်ဘာဖြစ်ချင်လို့ဒီလိုလာတယ်ဆိုတာခင်ဗျားသိလားလူလက်ကြည့်တဲ့မျိုးလုံးကြီးอ่ะလုံးဝလိမ့်ဖြာမလွင်ပါဘူးလက်ဟွာတယ်လေဒါန်တော့တွေကအကုန်မေ့သွားတယ်မေ့သွားတယ်လုံးဝအဲ့ချိန်မှာချီရနေပြီးတော့အတိမတ်ပြုတ်ခံရဖို့ဆိုတာကျွန်တော်တို့တေးဥဆောင်တော့ကွာမှာမလွယ်ဘူးကြကွန်ယုံမင်းလည်းအတိအတိမတ်ပြုတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်စိတ်ထဲမှာဟိုတေးဥဆောင်တော့ဘူးလိုင်စင်ပေးလိုက်တယ်လို့ပဲကျွန်တော်ခံစားတယ်ကောင်းတယ်လို့ဆိုးတယ်လို့ ဆက်ကြိုးစားပါလို့တက်မှာချီကျူးတာဟိုတက်မှာသူတင်ပေးတာတော့အခုဒီကျွန်တော်မကြုံပါသေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီ show မှာကျွန်တော်တို့ကြုံရတော့တူတေးဦးဆောင်ခဲ့တဲ့ action ပေါ်မှာတော့ဗောနော်အားရမှုရှိတယ်အဲတူကအများကြီးပြင်ဆင်ထားတယ်အဲ့ဒီ action တစ်ခုကိုလုပ်ဖို့တော့အချိန်ပေါင်းများစွာလေ့ကျင့်ထားတယ်ပြင်ဆင်ထားတယ်လုပ်ခဲ့ပြီးတော့လည်းကျေနပ်တယ်ဒါပေမဲ့ကြောက်တော့ကြောက်တယ်စိုးရိမ်နေငါ့ကိုရွေးပါမလားမသိဘူးဒါရိုက်တာဒါရိုက်တာညုံမင်းလေးများစိတ်ဆိုးပါမလားမသိဘူးပေါ့နော် ရွေးပါမလားမသိစိတ်ထဲတထင်းထင်းနဲ့အဲ့လိုတော့မပြောဘူးရပိုင်းတော့ကအဲ့ဒီတက်စင်ဝင်ပြီးတော့ဒါပေမဲ့နောက်ဆုံးမှာတော့ရွေးချယ်လိုက်တယ်ရွေးချယ်ပြီးတော့တောက်တန်းကြီးတွေကိုပါဝင်ရပါတယ်ပေါ့နော်အဲ့တော့ကြောင့်လည်းရန်ကျေးဇူးတင်ပါတယ်လို့ဟိုအပြစ်မမြင်ပဲနဲ့ပေါ့နော်ဟိုတေးဥဆောင်တဲ့အပေါ်မှာနားလေပြီးတဲ့အတွက်အင်းအဲ့နေရာဆိုရင်မှတ်မှတ်ရဆိုဇန်ညို၃ခုပြင်ဆင်ထားတာကျွန်တော်မှာနောက်ထပ် drama ဇက်လန်းလေးတစ်ခုရှိတယ်ပြီးရင်အဲ roman set လမ်းလေးတခုရှိတယ်ပြီးရင်ဒီကျွန်တော်ဖူးလုပ်ပြတဲ့ဟာလေးရယ်ကျွန်တော်တုံးမှုပြင်ဆင်လာတာအဲ့နေရာရောက်တော့ကျွန်တော်မနေ့9နာရီတိမှရောက်တာဗျ audition 9:00တိခေါ်တာဒါပေမဲ့ကျွန်တော်ရောက်တဲ့ချိန်မှာကျွန်တော်နံပါတ်150ကျော်သွားပြီကျွန်တော်ဆောက်ရတာလာပြန်ရတဲ့လူတွေကတကယ်ကိုတေယုဆောင်လောကမှာနာမည်ရှိပြီးသားဟိုတက်တစ္ဆာတေယုဆောင်နေနေပဲအသီးသီးကထူးချွန်လာပါပြီဆိုပြီးတော့မှတေယုဆောင်ကိုယူသွလို့လာပြိုင်တဲ့လူတွေအဲ့လိုလူတွေကြားထဲမှာကျွန်တော်တို့က audition ဝင်ရမှာလေအဲ့တော့ဒိုင်းတွေရဲ့တတိထားမိတာလေးနဲ့ဟိုဒိုင်းတွေကိုမှတ်မိတာမျိုးကျွန်တော်တို့လိုအပ်တယ်လို့ထင်တယ် ပြီးနောက်ပြီးတော့ပြန်ကြည့်တဲ့ audience ဒီပြန်ကြည့်မဲ့လူတွေကိုလည်းဖြောပြမှုပေးနိုင်မယ်လို့ကျွန်တော်ရည်ရွယ်ပြီးတော့ပါတော့အဲ့ဒီကျွန်တော်လှုပ်လိုက်တဲ့ action လေးကိုကျွန်တော်လှုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်အချိန်ကြာပြီးတော့ဆောက်လိုက်ရတယ်ညနေ9:00ကျော်မှဆောက်လိုက်ရအဲ့ဒီတော့လူကပင်လည်းပင်မနေပြီအဲ့ချိန်မှာဆောက်ရတော့လေပင်မနေဆိုစိတ်ပင်မနာပါတော့နော်ဟိုက level တော့ level တော့ level ဆောက်ရတယ်ပြီးမှတ်မှတ်ရဆိုသွားလှုပ်တဲ့အချိန်မှာဆိုအရန်ကြောက်တယ်ဒါတားကိုညုံမင်းလေးကိုအဲ့လိုလည်းလှုပ်ပြီးပြောလိုက်တဲ့တဟုံးပါလေကိုညုံမင်းလေးလက်ဆူလက်ကြည့်လိုက်တဲ့ဖက်ဆူလက်ကြည့်လိုက်တဲ့မျိုးလုံးကြီးကလုံးဝလေးပြမလွှဲမလို့လန့်သွားတယ်လေလား ဒဏ်တော်တွေကအကုန်မေ့သွားတယ်မေ့သွားတယ်လောကအဲ့ချိန်မှာစက္ကန့်ပိုင်းတွေမှာပြန်ပြီးတော့အမြန်ပြန်ပြီးပို့ကိုပြန်ပြီးတော့ပြန်ထိန်းသိမ်းပြီးတော့အကောင်းဆုံးဖြစ်အောင်တော့ကိုလုံးမဲ့အရှင်တော့ဟိုပြည်ပြင်းအောင်တော့ကြိုးစားလိုက်တယ်။ညိုမင်းလွင်ဆိုတာခမရခမရဘာလဲဗျာလူတွေကဆောင်ယူတွေမှတ်လို့အဲ့လိုခိုင်းနေတာကျုပ်ဘာဖြစ်ချင်လို့ဒီလိုလာလဲဆိုတာခမရသိလားမင်းသားဖြစ်ချင်လို့ဗျာဟာစူပါစတားမင်းသားဖြစ်ချင်လို့

နာမည်ကြီးဒါရိုက်တာတွေပဲအိတ်ခိတ်မှာလေပေါ့နော်အဲ့ဒီကဒါရိုက်တာတယောက်ကကျွန်တော်ကိုဒီပလော့လေးကိုတင်ပေးလိုက်တာအဲ့တုန်းကမင်းကငါတင်ပေးလိုက်မယ်မင်းသွားအဲ့တော့မင်းစင်မသွားပြီလို့အောက်မှာပြည်သက်တွေလည်းရှိမယ်ငါတို့လည်းရှိမယ်လို့ငါမင်းတို့တော့တော်ရမင်းကိုနောက်ဆင်းတက်ဖွင့်ပေးမယ်ပေါ့ဒါပေမဲ့အချိန်မှာကျွန်တော်တက်ဖွင့်မရခဲ့ဘူးအဲ့အချိန်မှာပဲကျွန်တော်တက်လုပ်ခဲ့တယ်လူမတူအကြောင်းအရာတော့နည်းနည်းကွဲတာပေါ့နော်ဒါပေမဲ့ဒီဒီချိန်မှာတော့ကျွန်တော်ပြန်ပြီးတော့ပြင်ဆင်တယ်ပြင်ဆင်ပြီးတော့ဒီ action လေးကိုကျွန်တော်လုပ်တယ်လုပ်တဲ့အချိန်မှာဒါရိုက်တာတွေကကျွန်တော်ကိုနားလေလက်ခံပြီးတော့ရွေးချယ်ပေးတယ်အဲ့တော့ကြောင့် ဒီ action ကိုတင်ကြားပေးခဲ့တဲ့ဒါရိုက်တာယူလဲကျွန်တော်ကျွန်တော်ပါလေဒီကနေပြီးတော့ဟုတ်သူညို့သူညို့လည်းကျွန်တော်လည်းကြားတယ်မှာအဖူမှာဒါပထမဆုံးတွေ့ဘူးကပထမဆုံးစဆုံမှုတာအပြင်မှာတခါမှအပြင်မှာမျိုးလုံးချင်းတော့မဆုံဘူးလူလည်းမဆုံဘူးပထမဆုံးဆုံမှုတာသူ့အပေါ်မှာဘာမှမကျင်တဲ့ချက်လည်းမရှိဘူးဒီတိုင်းပဲကျွန်တော်ရဲ့ဒီကျွန်တော်ကရှိနေတဲ့ပလော်လေးထဲမှာဘူးပဲလူတွေစိတ်ဝင်စားလောက်မယ်အကြောင်းအရာကုညိုလည်းတိလောက်မယ်အကြောင်းအရာအဲ့လိုအကြောင်းအရာလေးကိုကျွန်တော်ထည့်ပြီးအစာလေးတွေထည့်ပြီးတော့တင်ဆက်လိုက်တာ presentation ဒါတရုပ်ဆောင်တာပဲ ဘယ်လိုလေ့ကျင့်ရလဲဆိုတော့ဗောနော်ဟိုကိုညိုအနေနဲ့ကတော့ဟိုနားလဲပြီးမယ်လို့ထင်တော့လဲထင်တယ်စိတ်ထဲမှာလေးသိလားဟိုဘယ်လိုပြောလဲ तू ကအရန်ဟိုသူတေးဥဆောင်နဲ့တေးဥဆောင်နေပေါ်မှာသူရဲ့အမြင်တွေကမတူဘူးတခြားဓာတ်တွေဓာတ်တွေ ਨੇ तू ကတကယ်တကယ်ယူသွတ်တဲ့လူတွေပြီးလို့ရှိရင်တကယ်လုံနိုင်တဲ့လူတွေဆို तू ကလက်တွဲခေါ်တယ် तू ကသူ့ချီရနေပြီးတော့အတိမတ်ပြုခံရဖို့ဆိုတာကျွန်တော်တို့တေးဥဆောင်လောကမှာမလွယ်ဘူးဗျကိုညိုမလေးအတိအတိမပြုတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်စိတ်ထဲမှာဟိုရုပ်ဆောင်လို့ဘို့လိုင်စင်ပေးလိုက်တယ်လို့ပဲကျွန်တော်ခံစားရတယ် ဲ့လိုအထီးကို तू ကလွှမ်းမိုးမှုအားကြီးရထားရတာပြီ။ तू ကကိုယ့်ရဲ့အဲ့လိုပါပါ။ပါလားပါလဲဆိုတော့ကျွန်တော်အများကြီးကြည့်ရဘူးလားဗီဒီယိုချက်မာတဲ့ကဟိုဟိုထိုးသားကြီးတို့ဒွေးချိုးချစ်တဲ့ဟာဒီဟိုမင်းသားကြီးတွေချစ်တဲ့ဟာဒီဟိုဒီဗာလေဘေးသီးပွက်တဲ့ကားလေးတွေနှင်းစီစီးချင်းတို့ချော့ချလက်ဗာအများကြီးပဲပေါ့နော်အဲ့လိုဟာ romance ကားလေးတွေရောအခုနောက်ပိုင်းမှဆိုလေဟော်ရာကားတွေအရေးများ တိတာပါဝင်ကြည့်ပြတာပါကြည့်ပြတော့ကျွန်တော်အလုတ်တွဲလို့ရှင်တဲ့ဓာရိုက်ဓာထဲမှာတယောက်အပါဝင်ပဲပေါ့အဲလန်စတိုပေးလိုက်အခုတိတော့တွန်ညိုးချီကနေပြီးတော့ကျွန်တော်ဟိုဘာတခုမှမချက်မရသေးဘူးကောင်းတယ်လို့ဆိုးတယ်လို့ဟိုဘယ်လိုပြောမလဲကောင်းတယ်လို့ဆိုးတယ်လို့ဟိုဆက်ကြိုးစားပါလို့တက်မှာအချီးကျူးတာဟိုတက်မှာတင်ပေးတာတော့အခုတိကျွန်တော်မကြုံပါသေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီ show မှာကျွန်တော်တို့ကြုံရတော့မှာတွန်ညိုးနဲ့ကျွန်တော်ကိုညိုလို့ချပေးတယ်ဒိုင်းနေချပေးတယ်မရှင်တွေကိုကျွန်တော်တို့ပြန်ဝင်ဝင်အယောက်20ကကြိုးစားပြီးတော့လှုပ်ကြတော့မှာအဲကြလို့ရှိရင်တော့ ကွန်ယူရှိရနေဘယ်လိုမျိုးဖိဗတ်မျိုးရမလဲဆိုတာတော်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 လေးကိုကျွန်တော်ရင်ခုန်နေတယ်အဲ့လိုလဲတွေးမိပါတယ်အဲ့အဲ့ဒီဗီဒီယိုလေးကြီးကြီးတော့လေကွန်ယူကလည်းအဲ့တုန်းကလည်းတရားလေးကြတော့ပြီးတောင်းပန်ခဲ့ပါတယ်ကွန်ယူကလည်းလုံးဝစိတ်ထဲမထားပါနဲ့မထားပါနဲ့ပြောပြီးသားပါသူကသူစိတ်ထဲမှာဘာမှမရှိပါဘူးကွန်ယူကဘာနော်နားလဲပေးတဲ့သဘောထားရမ်းကြည့်တဲ့တိုင်တော့စိတ်ဆိုးမယ်လို့တော့မထင်ပါဘူးဗျကွန်ယူကအဲ့နေ့ကလည်းဟိုပုံမှန်လင်းလင်းကိုသူနားလဲပေးလိုက်တယ်ပြောလိုက်တယ်ပြီးတော့ကျွန်တော်လည်းဟိုတောင်းပန်ပြီးတော့သူ့ကို ဟိုပြောခဲ့တယ်။ तू ကလုံးဝစိတ်ထဲမထားပါနဲ့လို့ကျွန်တော်ပြောခဲ့ပြီးသား။အဲ့တော့ तू ကတော့စိတ်ထဲမရှိဘူးပေါ့နော်။ဟိုအကြီးတဲ့ပြည်သက်တွေကိုပြောချင်တာကလေကျွန်တော်ကလည်းဒီဇလန်းလေးကိုကျွန်တော်တင်ဆက်ပြီးတော့တရုတ်ဆောင်ပြရတယ်ဆိုတာကလည်းကိုညိုးကိုစော်ကားချင်စိတ်မရှိပါဘူးခင်ဗျာ။ကျွန်တော်ဒီ audition မှာအနိုင်ရပြီးတော့အယောက်20တဲ့ပါဝင်ရပြီးဒီ show မှာပါဝင်ဝင်ရဖို့အတွက်လုပ်ခဲ့တဲ့ဇလန်းလေးတစ်ခုသာဖြစ်ပါတယ်။အဲ့ဇလန်းလေးတစ်ခုပေါ်မှာတရုတ်ဆောင်တဲ့အခါမှာဒိုင်းဒီအပေါ်မှာရိုင်းပြမိတာတွေအတွက်လည်းတောင်းပန်ပါတယ်။ ဒီကြည့်နေတဲ့ပြည်သက်တွေအနေနဲ့လည်းစိတ်နှောက်ရဖြစ်เสียရစကြလုံးအတုံးလုံးနေနဲ့ဒီဟိုအဆင်မပြေတာမျိုးကြည့်ရတာအဆင်မပြေတာမျိုးရှိသွားဆိုရင်ကျွန်တော်ဟိုဒါကျွန်တော်ဘာကြံနေပြီတောင်းမှန်ပါတယ်ပေါ့နော်နောက်ဆိုဒီလိုမျိုးပုံစံမျိုးတွေတော့ထပ်မလုပ်တော့ပါဘူးဒီဒါရိုက်တာလေးကကြတော့သူက audition ကိုလာဝင်တဲ့တရုတ်ဆောင်ကောင်လေးတယောက်ပေါ့တရုတ်ဆောင်ကောင်လေးကဒိုင်နေရှိကိုလာတယ် audition ဝင်တယ်ဝင်တဲ့ချိန်မှာအမျိုးမျိုးခိုင်းတယ်ဟိုဘာလုံးဝဒီကလည်းခိုင်းပြီးတဲ့ချိန်မှာအဲ့ကောင်လေးကမကျင်တဲ့ဖြစ်တယ်မကျင်တဲ့တော့ဒိုင်နေကိုသူတို့ပြောတယ်ဘာလို့ခိုင်းနေတာလဲဘာလို့အဲ့လိုလုပ်နေတာလဲလူကိုယူတဲ့ထင်နေတာလားဖေးလိုက်တယ် မေးတဲ့အချိန်မှာမေးသူကိုယူတယ်ထင်နေတာလို့မေးပြီးတော့မှဟုတ်တယ်ယူနေတာပဲဆိုပြီးတော့အမှုပညာကိုယူလို့ခိုင်းတာကိုလုံနေတာပါဆိုပြီးတော့ယူပြလိုက်တဲ့ပုံစံမျိုးလေးဗျအဲဒီတော့ဟိုဒါလေးကတော့အဲ့လိုအဲ့လို message လေးနဲ့တော့ကျွန်တော်ပေးလိုက်တာဟိုယူလို့ပဲအမှုပညာလောက်ပါဆိုယူတယောက်လိုမျိုးအကုန်လုံနိုင်တယ်ဆိုတာမျိုး လုံရဲပါတယ်ဆိုတာမျိုးဒိုင်းနေရဲ့ဒိုင်းတာတွေကိုကျွန်တော်ကပြလိုက်တာအဲ့ကရင်ဒါလေးပါခင်ဗျာအဲ့ဒီတော့ဝေဖန်တယ်ဆိုတော့ဟိုပြည်သက်တွေနေနေကြည်ရတဲ့အချိန်မှာပေါ့နော် ကျွန်တော်ရဲ့တင်ပြပုံမှာဟိုမပေါ်လွင်သွားတာမျိုးလို့ကြည့်ရတာအဆင်မပြေတာမျိုးလို့ရှိသွားတယ်ဆိုရင်လည်းဒါကျွန်တော်ရဲ့အားနည်းချက်တွေနဲ့လိုအပ်ချက်ကြောင့်ပဲဖြစ်မှာပါပေါ့နော်ပေါ့မယ်မပေါ်ဘူးဆိုတာထက်ပေါ့နော်စိတ်ထဲမှာတော့မျော်လင့်ချက်တစ်ခုတော့ရှိတယ်အဲ့ဒါတော့ဒီဗီဒီယိုလေးကိုကြည့်ရတဲ့လူတွေကိုပျော်ရွှင်စေခြင်းစိတ်ကျွန်တော်ရက်သားတစ်ခုပေးခြင်းတယ်ကျွန်တော်တို့တိုးဆောင်လုပ်တယ်ဆိုတာလည်းခန်းစားချက်ကိုအသုံးချပြီးတော့လူတွေကိုရက်သားတွေပေးဆွမ်းကျင်တာလေအဲ့တော့အဲ့ဒီအရာလေးကိုကျွန်တော်ကလှုပ်ပြခြင်းတဲ့အရာလေးကပြိတက်တွေပျော်ရတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ ဆန္ဒလေးပြည့်မြောက်သွားတာပေါ့နော်နောက်ထပ်ဒီ Super Star Academy ကနေပြီးတော့ကျွန်တော်တို့ဒီပြိုင်ပွဲဝင်တဲ့ပြိုင်ပွဲဝင်တဲ့ဒီဘယ်သူဝင်တာရပါမလဲကျွန်တော်နောက်ဆုံးချိန်ဒီဝင်တာရပါမလားနောက်ဆုံးမင်းသားအနေနဲ့ရိုက်ခွင့်ရပါမလားအဲ့ဒါဒီအားလုံးကို show like application မှာ ထုတ်လွှင့်သွားတော့မှာပါဒီ24နိုဝင်ဘာ24ရက်မှာ pre show လုပ်ပြီးတော့ pre show ပြီးပြီးတိတ်မကြရင်ပါပဲဒီ show like app မှာထုတ်လွှင့်သွားမှာပါ အဲ့ဒါကိုစောက်ကြည့်ပေးရင်းနဲ့ကျွန်တော်ဝင်လာဖြစ်ဖို့ဆူတောင်းပေးနေအားပေးကြပါအောင်လို့လည်းပြောချင်ပါတယ်အဲမတူညီတဲ့ပုံစံတွေနဲ့ပြည်သက်ရှိကိုကြာရတာတွေနဲ့ရောက်ရှိနိုင်အောင်အမြဲတမ်းစူးစမ်းနေမယ်ဆိုတာလေးပြောရင်းနဲ့နှုတ်ဖုံးဆက်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်